ေသုံးခေါဆောင်မှာနင်းမြုပ်ခဲ့တဲ့ဓမ္မစတိခေါလောင်းကြီးကိုရှာဖွေမှုတွေစတိုက်ပြုလုပ်နေပြီးရှာဖွေနေမှု6ရက်ရှိပြီဖြစ်ပေမဲ့ထူးခြားမှုတစုံတရာမတွေ့ရှိရသေးဘူးလို့သိရပါဗျ။ခေါလောင်းကြီးကိုဩဂတ်စ်လ9ရက်နေ့ကလေးကရှာဖွေမှုတွေစတင်ပြုလုပ်ခဲ့ပြီးခေါလောင်းနင်းမြုပ်ရာအနီးတစ်ဝိုက်မှာပညာလက်အမည်ရှိ3ရက်တင်မော့ဟာစခန်းချကရှာဖွေနေတာဖြစ်ပါတယ်။ ခေါလုံကြီးနင်းမြုပ်ရနေရပတ်ဝန်းကျင်တဝိုက်ရေကြချိန်မှာရေငုပ်ကရှာဖွေမှုတွေပြုလုပ်နေပြီးတနေ့ကိုနှစ်ချိန်ခန့်ရေငုပ်ရှာဖွေနေတာဖြစ်ပါတယ်ဒီလိုရှာဖွေမှုတွေပြုလုပ်နေပေမဲ့လက်ရှိချိန်ထိမြည်သည့်ပစ္စည်းတစ်စုံတစ်ယောက်ကိုမှဆယ်ယူရရှိခြင်းမရှိသေးဘူးလို့သိရပါတယ်ဒါအပြင်လက်ရှိပြင်ပမှာထွက်ပေါ်နေတဲ့ခေါလုံကြီးပေါ်ရှိသင်းမောပြက်ကိုတွေ့ရှိရဆိုတဲ့သတင်းဟာမဟုတ်သလိုခေါလုံနင်းမြုပ်နေတယ်လို့ယူဆရတဲ့နေရာအနီးတစ်ဝိုက်ကိုသာရှာဖွေနေတာဖြစ်တယ်လို့ရေငုပ်အဖွဲ့ခေါင်းဆောင်ဦးဝင်းမြင့်ကပြောပါတယ် ခေါင်းလောင်းဆယ်ယူနေမှုကိုရန်ကုန်ဒလာတာဂေတအနီးပတ်ဝန်းကျင်ရှိပြည်သူတွေကဆယ်ယူရေးလုပ်ငန်းတွေအနည်းကိုဆက်လေတွေနဲ့နေ့စဉ်လာရောက်ကြည့်ရှုလေ့လာမှုတွေလည်းရှိပါတယ်။လာရောက်လေ့လာသူတွေအဆက်မပြတ်ရှိနေတာကြောင့်တံပံမောင်းသူတွေဝင်ဝင်ကောင်းလျက်ရှိပြီးဘူတထောင်စိတ်ကန်းကနေခေါင်းလောင်းဆယ်ယူရေးလုပ်ငန်းတွေအနည်းကိုအသွားအပြန်အတွက်တပေါင်း2000ကျပ်ကြာတင်တယ်လို့သိရပါတယ်။ဓမ္မစီတီခေါင်းလောင်းကြီးကိုအောင်မြင်စွာဆယ်ယူနိုင်မှုအတွက် ပြီးခဲ့တဲ့ဩဂတ်လ12ရက်နေ့ကလည်းရွှေဒဂုံဖျားမှာဝတ်ပြုစုတောင်းပွဲပြုလုပ်ခဲ့ပါတယ်။လက်ရှိရှာဖွေနေမှုမတိုင်ခင်ခေါင်းလောင်းရှာဖွေမှုကို10ချိန်ကနေ12ချိန်ပြုလုပ်ခဲ့ပြီးဆယ်ယူမှုမအောင်မြင်သေးဘူးလို့ခေါင်းလောင်းဆယ်ယူမှုမှာပါဝင်ခဲ့တဲ့စာရေးဆရာချစ်ဆန်ဝင်းကလည်းအခုလိုပြောကြားခဲ့ပါသေးတယ်။ခေါင်းလောင်းကြီးနဲ့ပတ်သက်ပြီးတော့နံပါတ်1ရှိလားမရှိလားဆိုတာမသိကြဘူး။နော်ခေါင်းလောင်းကြီးကဘလို့မသိကြဘူးလဲလို့ဆိုတဲ့အခါကျတော့မြန်မာကသမိုင်းပညာရှင်ရှေးဟောင်းပညာရှင်နဲ့ နေရှင်ဒီထဲမှာတဝက်လောက်ကခေါလုံးကြီးမရှိဘူးလို့ထင်ကြတယ်တဝက်ကြော်ကြော်လောက်ကရှိတယ်လို့ထင်ကြတယ်ဟောဒီခေါလုံးကြီးမြုပ်မြုပ်သွားလာသည်ဟိုရေထဲကျသွားလာသည်နှစ်ပေါင်း400နဲ့9နှစ်လောက်ရှိသွားပြီ400နဲ့400နှစ်နောက်ပိုင်းအနှစ်တရားအနည်း200လောက်အတွင်းမှာပြုစုတယ်ရာသမရာဇဝင်စာအုပ်ကြီးတွေရှိတယ် ျွန်တော်တို့အများအားကိုးကားနေရတဲ့ယာဇဝင်စာအုပ်ကြီးတွေပဲအဲ့ဒါတော့တွင်းသိမ်းယာဇဝင်မှန်နှမ်းယာဇဝင်နဲ့ဥကလယာဇဝင်အစရှိတဲ့ယာဇဝင်ကြီးတွေဒါကကျွန်တော်တို့ကိုယ်တိုင်ရေးထားတာအမျိုးသားအလားဘယင်ကိုယ်တိုင်ရေးထားပြီးတော့နော်တွင်းသိမ်းဆိုလို့ရှိရင်လေဒီကြောက်စာတွေဘာတွေနဲ့တိုက်ပြီးတော့မှရေးထားတဲ့ယာဇဝင်ကြီးတွေအဲ့ဒီယာဇဝင်ကြီးတွေထဲမှာဒီခေါလုံးအကြောင်းမပါဘူးဟာဘေးတို့ဘာတို့ညာတို့တမိုင်းဒီအင်္ဂလိပ် တော်ဝင်ဆရာကြီးတွေကခေါင်းလုံးရာဓမ္မစီမီတွန်းတော့တွန်းမယ်ဒါပေမဲ့သူဒီပိတ်တာ2သိန်း8000တော့ဘူး2000 8000ပဲ2သိန်း8000တော့မဟုတ်ဘူး2000 8000ပဲဖြစ်လိမ့်မယ်လို့အဲ့လိုပြောတယ်အဲ့လိုပြောရင်တော့ကျွန်တော်တို့ပြုံမှန်းတဲ့ခေါင်းလုံးဒီအမြန်သေးသွားမယ်နော်ကျွန်တော်တို့မျှော်လင့်ထားသလိုနိုင်ငံလုံးပြည်သူတွေရောမျှော်လင့်ထားသလိုဖြစ်မလာနိုင်ဘူးဆိုပြီးတော့ မြမတမန်ကြီးအဖွဲ့ရရေးတဲ့စာတမ်းထဲမှာသူတို့ရေးထားတာပေါ့လေအဲ့ဒီအချက်လက်ကြီးကြောင်းကျွန်တော်တို့ဟိုဒီခေါင်းလုံးကြီးရှိမှရှိပါမလားဆိုပြီးရှာတယ်ကြောင်းကျွန်တော်တို့ကရှိလားမရှိလားဆိုတာကိုပထမလေ့လာတာနော်ရှိလားဒီခေါင်းလုံးရှိလားမရှိလားရှိဘယ်မှာရှိလဲဆိုတော့ဒုတိယဆင်နောက်ပြီးတော့မှဆယ်ဖို့ပါဘူးညာဦးဦးဆံဝင်းတို့ကတော့ तू ကသူသူသူကသူယုံနေတာ နော်အဲပစ္စည်းပြောက်သွားတော့ပစ္စည်းပြောက်သွားတဲ့အခါကျတော့ဟိုဘီရင်မေးတယ်လို့ပေါ့နော်ဟိုဒီခေါလုံးကြီးပြောက်သွားတာဘီရင်ဟောတဲ့အာနဲ့ဒီနားမှာရှိမယ်ဆိုပြီးတော့ရှာတာပေါ့နော်ရှာတဲ့အခါကျတော့ဟိုကျွန်တော်အစိုးကြီးတွေကလည်းဟိုနည်းပြောရတယ်ဒီခေါလုံးကြီးကိုဥကုဏလုံးကဥခင်ရွှေကိုမတွေ့နိုင်တယ်လို့ခေါလုံးကြီးကိုဥဆန်ဝင်းရလည်းတွေ့နိုင်ကြအကြောင်းမရှိဘူး ။ဓမ္မစရီခေါင်းလောင်းကြီးကိုရွှေတဂုံဖျားပေါ်ကနေပေါ်တူဂီလူမျိုးငစင်ကာကတည်ယူလာခဲ့ကမြစ်သုံးခွဆောင်အယောက်မှာရေထဲကိုကြားခဲ့ပြီးမြစ်ထဲမှာနစ်မြုပ်နေတာဟာနှစ်ပေါင်း၄၆နှစ်ကြာမြင့်ပြီဖြစ်တယ်လို့သိရပါဗျ။